ဇလန်းရဲ့အစမှာတော့ဆယ်နှစ်တတရှိသေးတဲ့ကောင်မလေးတယောက်ကအခန်းထဲမှာအပြင်ကသူ့မိဘတွေရဲ့ရန်ဖြစ်ပြီးထွက်လာတဲ့ဆူညံတန်တွေနဲ့သူ့ရဲ့အော်ဒါစင်ဖြစ်နေတဲ့အကူကိုရိုက်နေတဲ့အတန်တွေကြောင့်စိတ်ညစ်ပြီးဝင်ပြောလဲမထူးတာမို့အခန်းရဲ့ပတင်းပေါက်ကိုဖွင့်လို့ခြေထောက်ကိုတွဲလဲချပြီးအပြင်လောကကြီးကိုသာကြည့်နေခဲ့တယ်နှစ်20ကြာပြီးရဲ့နောက်မှာတော့အဲ့ဒီမိန်းကလေးကဂျိုဝီဆိုတဲ့စစ်ပြန်တယောက်ဖြစ်နေခဲ့ပြီးအလုံးနောက်ကြနေတာမို့ကမန်းကနန်းလုံးနေတော့မှာပဲသူ့ကိုရှိနေတဲ့စောင်းရှောင်ရေးဂေဟာကနေဖုံးဝင်လာတာမို့သူ့အကိုစီသွားခဲ့ရတယ် ဂေဟာကိုရောက်တော့သူ့အကူမိုက်ကယ်ကဂေဟာကလှုပ်ဝဲအချက်လက်တွေကိုခိုးယူသွားပြီးမီဒီယာရေစီကိုဖော်ထုတ်လိုက်တာမို့ဂေဟာမှာစမထားနိုင်တော့ဘူးဆိုတဲ့အကြောင်းဂေဟာမှုကပြောလာတယ်ဒါနဲ့ဂျိုဝီလည်းအဲ့လိုမလုပ်ဖို့ပြောတော့ဂေဟာမှုကသူတို့ကတခိုးတယောက်ကိုသူတို့ဂေဟာမှာစပ်မထားနိုင်ဘူးလို့ပြောတာနဲ့ဂျိုဝီလည်းသူ့အကူကိုတခိုးနဲ့နှိုင်းရမလားဆိုပြီးပြန်អော်ရင်ဂေဟာကနေထွက်လာခဲ့တယ်။အပြင်ရောက်တာနဲ့သူ့အထက်လူကြီးစီကနေအလုပ်ထုတ်လိုက်ပြီဆိုတဲ့ဖုံးဝင်လာတာမို့ဂျိုဝီလည်းအလုပ်ပြုတ်လို့မရဘူးလို့တောင်းပန်ပြီးပြောတော့မှနှစ်နာရီထိုးရောက်လာခဲ့ဖို့ပြောပြီးဖုံးချသွားတယ်။ ဒါနဲ့ဂျိုဝီလည်းပြာရာရီခတ်နေအောင်အမြန်လာခဲ့ရပြီးကုမ္ပဏီဝန်ထမ်းကိုရောက်တော့သူ့အကူမိုက်ကယ်ကတယောက်ထဲနေလို့မရတာမို့ကုမ္ပဏီတဲကအဆောင်တရားကိုသူ့အကူနဲ့အတူရှိနေပေးဖို့ပြောခဲ့ပြီးသူကတော့အလောက်ခန်းစီကိုထွက်သွားခဲ့တယ်။ဒါပေမဲ့လည်းအဆောင်ကလည်းကုမ္ပဏီအပြင်ဘက်မှာတီးတဲ့သူလာနေတာနဲ့မိုက်ကယ်ကိုခြံထားခဲ့ပြီးအပြင်ကိုထွက်သွားတာမို့မိုက်ကယ်လည်းသူ့တယောက်ထဲကုမ္ပဏီထဲရှောက်သွားနေခဲ့တယ်။သူ့ထက်လူကြီးကတော့နောက်ကျတာကြောင့်ပွားစီပွားစီလုံးနေတာမို့ဂျိုဝီလည်းခဏလောက်တော့နားထောင်ပေးခဲ့ပြီးမှသူ့အလုပ်ဖြစ်တဲ့မှန်တန်ရှင်းရေးကိုသွားလုပ်တော့တယ်။ အဲ့ဒီမှာတော့သူ့ရဲ့လှုပ်ဖို့ကင်ဖက်နိုရာနဲ့တွေ့ခဲ့ပြီနိုရာကဒီနေ့မလာတော့ဘူးတောင်ထင်နေတာလို့ပြောတာနဲ့ဂျိုဝီလည်းသူ့ကိုစီသွားနေတာနဲ့နောက်ကျနေတဲ့အကြောင်းပြောပြလိုက်တယ်။တစ်ဖက်မှာလည်းဂျိုဝီအလုပ်လုပ်တဲ့အာနီယန်ကုမ္ပဏီရဲ့ CEO နှစ်ယောက်ဖြစ်တဲ့ GOF နဲ့ Grano ကအာနီယန်နဲ့ပတ်သက်ပြီးအင်တာဗျူးခံနေရတာမို့အာနီယန်တွေကစွာကိုပေးနိုင်တာမို့ကဘာကြီးကိုအကျိုးပြုမယ်ဆိုတာယုံတဲ့အကြောင်းတွေဖြစ်နေခဲ့ပါတယ်။ဂျိုဝီကလည်း မှန်တန်ရှင်းရေးကိုဘေးကနူရာနဲ့စကားပြောရင်းလုံးနေရကနေသူတို့အောက်မှာရှိနေတဲ့လူတွေကိုကြည့်ကြည့်လိုက်တော့ပွဲဆိုင်လေးတွေလိုဖြစ်နေတာနဲ့အဲ့ဒီကြောင့်ပြောရင်းကနေသူတို့ရဲ့အထက်လူကြီးကကြားသွားပြီးစကားပြောခိုင်းတာမဟုတ်တာမို့အဲ့ဒီစကားတွေပြောခြင်းရင်ကိုကိုရန်ကုမ္ပဏီပိုင်ရှင်ဖြစ်မှပြောဆိုပြီးလှမ်းဟောက်တာနဲ့သူတို့လည်းငြိမ်လိုက်ရပြီးဆက်လုံးနေရင်ခဏနေတော့နူရာကအပေါ်ကိုပြန်တက်သွားခဲ့တယ် ညာရောက်တဲ့အချိန်မှာတော့ကုမ္ပဏီတင်းထဲမှာမိတ်ဆုံစားပွဲရှိတာမို့လူတွေစုံနေကြပြီးကုမ္ပဏီပြင်ပမှာတော့ဂျိုဝီကတယောက်တည်းညာအထိတန်ရှင်းလုံးနေခဲ့ရတယ်။ဒါကြောင့်သူ့ကိုမိုက်ကဲကဂျိုဝီမှန်တန်ရှင်းလုံးနေတဲ့အခန်းထဲကိုဝင်လာတာနဲ့ဂျိုဝီလည်းသူ့ကိုအလုပ်ပြောင်းလုံးနေတာလားဆိုပြီးဒီမှာနေလို့မရတာမို့အပြင်ကိုထွက်သွားလို့ပြောတာနဲ့နှစ်ယောက်သားစကားများပြီးမိုက်ကဲလည်းစိတ်တူတူနဲ့ထွက်သွားတယ်။အဲ့ဒီတော့မှဂျိုဝီထက်ကလူကလည်းငှက်ချေးတွေပြောင်းပြီးဆိုအပေါ်ကိုတက်ခဲ့တော့ဆိုပြီးပစ္စည်းတစ်ခုချပေးတာနဲ့ဂျိုဝီလည်းအဲ့ဒီပစ္စည်းပေါ်ကိုတက်လိုက်တယ်။ ဒါပေမဲ့လည်းအပေါ်ကိုဆွဲတင်ရမယ့်အစားအကျင့်ရုပ်ပြီးအောက်ကိုချလိုက်တာမို့ဂျိုဝီလည်းဆွဲမတင်မဲ့အတူတူရှေးကမှန်ကိုဆက်ပြီးတန်ရှင်းလုံမယ်ဟာဆိုပြီးလုံနေရကနေတန်ရှင်းဖို့ကမတော်တဆအောက်ကိုလွတ်ကျသွားတာနဲ့အောက်မှာဖြတ်သွားတဲ့လူပေါ်ကိုပြုတ်ကျသွားခဲ့တယ်။အဲ့ဒီချိန်မှာပဲအောက်မှာကားနှစ်တစီးဆိုင်လာပြီးကားထဲကနေမျက်နှာဖုံးဆွတ်တဲ့လူတွေအများကြီးဆင်းလာလို့ပွဲလုံးနေတဲ့ကုမ္ပဏီအတွင်းထဲကိုဝင်လာကြတယ်။ဂျိုဝီကလည်းအချိန်ရမ်းကြာနေပြီမို့သူ့ကိုအပေါ်ကိုတင်ပေးဖို့ပြောပေမဲ့အချင်းရုပ်ရှင်နေသေးတဲ့အထက်ကလူကတော့7မိနစ်နေတင်ပေးမယ်ဆိုပြီးဂျိုဝီကိုစားနောက်နေခဲ့တယ် ကုမ္ပဏီထဲမှာလည်းမျက်နှာဖုံးတဲ့လူတွေရောက်လာပြီးမကြခင်မှာလည်းပိုင်းချင်းဂျီယိုဖီကမိခိုးစကားကိုဟာသာလေးတွေညှက်ပြီးပြောနေခဲ့တာမို့အောက်ကလူတွေကသူ့ရဲ့ပြက်လုံးမှာလိုက်ပြီးရဲနေခဲ့ကြတယ်။ဒါပေမဲ့လည်းသူ့အကိုခရန်ကသူ့ညီပြောနေတာတွေကပြင်းစရာကောင်းတယ်ဆိုပြီးသူ့ဘေးမှာရှိတဲ့စကီလေးကိုခေါ်ပြီးတနရာကိုထွက်သွားခဲ့တယ်။ ဂျိုဝီကလည်းသူ့ကိုနောက်နေတာရက်ပြီးအပေါ်ကိုဆွဲတင်ဖို့ပြောနေတော့မှာပဲမျက်နှာဖုံးတဲ့လူတွေကစက်တွေကိုထိန်းချုပ်တဲ့အခန်းထဲကိုဝင်လာပြီးအထက်ကလူတွေကိုတပ်ပစ်လိုက်တာမို့စက်တွေကရက်သွားခဲ့ပြီးတေတာတော့ကောင်းကျိုးမပေးတဲ့ဂျိုဝီရဲ့အထက်ကလူရဲ့လက်ကစက်ခလုတ်ကိုအောက်ကိုဆွဲချသွားတာမို့ဂျိုဝီလည်းအောက်ကိုပြန်ချသွားခဲ့တယ်သူတို့ရောက်ပြီဆိုတဲ့အကြောင်းကိုလည်းပွဲသွင်းတဲ့ကလူကိုလှမ်းအကြောင်းကြားလိုက်တာမို့ပွဲထဲရောက်နေတဲ့မျက်နှာဖုံးတဲ့လူကခတ်တီတီနဲ့လက်ခုပ်တီးလို့ရှေ့ကိုထွက်လာပြီးပါဇက်မှာပစ္စည်းတစ်ခုကိုကိုက်လို့လက်ကနေလက်ခလုတ်တစ်ခုကိုနှိပ်လိုက်ပါတယ် ဒါကြောင့်အစောတည်းကသူတို့ကြိုပြင်ထားတဲ့တန်းငွေကပွဲအတွင်းထဲမှာပြန့်နှံ့သွားပြီးပွဲလာတဲ့လူတွေအားလုံးအငွေကိုရှုံမိကုန်တာမို့အဲ့ညမှာတည်းလဲကြကုန်တယ်။အဲ့ဒါတင်မကသေးပဲသူတို့ကကုမ္ပဏီတွေကကြောင်ကျိုးကြောင်ကြားပါမကြံထားရတာမို့စောင်းနဲ့ဘလူးနေတဲ့ကုမ္ပဏီပိုင်ရှင်ကရန်လည်းအငွေကိုရှုံမိပြီးစော်လေးနဲ့တူလဲကြသွားသလိုသူညမလေးကိုစိတ်ပူပြီးကုမ္ပဏီတွေကနေမသွားနိုင်တဲ့မိုက်ကယ်လည်းတတိမလက်အောင်ရုန်းကန်နေရပါတယ်။ ပွဲတွင်းထဲကမျက်နှာဖုံးတဲ့လူတွေကတော့သူတို့မသေးစေချင်သေးတဲ့ခေါင်းကြီးပိုင်းကလူတွေကိုသူတို့ကိုက်ခဲ့တဲ့ပလင်းပုံစံပစ္စည်းလေးတွေပေးပြီးကိုရဲကအငွေ့တွေကိုပြန်ထုတ်ခိုင်းခဲ့တယ်တဖက်မှာလည်းအခုတည်းထိကျိုးနဲ့တန်းလန်းဖြစ်နေတဲ့ဂျိုဝီကအတွင်းထဲမှာဖြစ်နေတာတွေကိုမသိပဲသူ့ကိုတတ်တတ်အကျဉ်းရုပ်ထားတာပဲထင်ပြီးဂျိုးကိုတေချာကိုင်းလို့အပေါ်ကိုတက်ကြည့်နေခဲ့တယ်။ပွဲအတွင်းထဲမှာတော့ပါရှင်တယောက်ရှိပေမဲ့အကိုဖြစ်သူကိုမတွေ့တော့မျက်နှာဖုံးတဲ့လူကဘယ်သွားတာလဲဆိုပြီးနှိပ်စက်ပြီးမေးတာနဲ့ညီဖြစ်သူလည်းသူ့ကိုရှိမဲ့အခန်းနံပါတ်ကိုပြောပြတာမို့ခေါင်းဆောင်လည်းသူ့လူကိုသွားရှာကိုင်းလိုက်တယ်။ အခန်းထဲမှာစောနဲ့ဘလူးရင်မေးနေတဲ့ ground ကိုတွေ့လိုက်ရတော့မျက်နှာဖုံးတဲ့လူလဲငွေထုတ်ပစ္စည်းကိုဗစက်ထဲထည့်ပေးလိုက်ပြီးအပြင်ကိုခေါ်ထုတ်သွားခဲ့တယ်။ဒါကိုကျူတန်းလန်းဖြစ်နေတဲ့ဂျိုဝီကမြင်သွားပြီးသူတို့ကုမ္ပဏီမှာတခခုဖြစ်နေပြီဆိုတာကိုသိလိုက်ရတာမို့ခုထက်တည်းကုမ္ပဏီမှာရှိနေအောင်မဲ့သူ့အကူကိုစိတ်ပူသွားတယ်။ဒါကြောင့်ဂျိုဝီလဲသူ့ကိုအပေါ်တင်ပေးမဲ့ crane ရှိတဲ့နေရာကိုပြန်လာခဲ့ပြီးအောက်ကလူတွေကိုကယ်ပေးဖို့အော်ဟစ်ပြီးအကူအညီတောင်းနေခဲ့ပေမဲ့လဲသူရောက်နေတဲ့နေရာကမြင်လွန်းတာမို့ဘယ်သူမှသူ့အတန်ကိုမကြားရပါဘူး။ အတွင်းထဲမှာလည်းမျက်နှာဖုံးတဲ့လူတွေကကုမ္ပဏီကောင်းကြီးပိုင်းတွေကိုလက်နောက်ပြန်ကျူးတုပ်ထားတာမို့အားလုံးကသူတို့အတက်အအနေအတွက်ထိတ်လန့်နေကြကြတယ်။ Grand ရောက်လာပြီးလူဆုံမီဆုံမှခေါင်းဆောင်ဖြစ်သူကသူ့မျက်နှာဖုံးကိုချွတ်လိုက်ပြီးသူက market ပါလို့ကိုကိုကိုမိတ်ဆက်လိုက်တာမို့ပိုင်ရှင်နှစ်ယောက်ကလည်းပတ်စံလိုချင်ရင်ကြိုက်လောက်ပေးမှာမို့သူတို့ကိုလှုပ်ပေးပါလို့ပြောတယ်။ဒါပေမဲ့လည်း market ကသူတို့လိုချင်တာကငွေမှောက်ဘူးဆိုပြီးသူတို့ဘာလို့ဒီလိုလုပ်ရတယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့တယ်။ အဓိကအကြောင်းကတော့ Granho ရဲ့ Arnian ထုတ်လုပ်တဲ့ကုမ္ပဏီကြောင့်လူတွေရဲ့အသက်တွေအများကြီးဆုံးရှုံးခဲ့ရပြီး Garland Pipeline တော်တော်များများလည်းဖျက်ဆီးခံခဲ့ရတာမှုဒါတွေကိုသိနေတဲ့ Elina ဆိုတဲ့အမျိုးသမီးကလောကကြီးတီကြောင်းတွေသိအောင်တရားရုံးစီကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့လည်း Elina တည်သွားခဲ့တာမှုစတင်တဲ့ကိစ္စကလည်းမထီရောက်ခဲ့သလိုအဲ့ဒါတွေဖြစ်ပြီးသွားတာတော့ Granho ညီကိုနဲ့အထက်ကလူတွေကစီထပ်ထုတ်လုပ်ဖို့အတွက်တိုင်းမင်နေကြပြီး Arnian ရဲ့ရှယ်ယာဈေးကလည်းတဖြည်းဖြည်းနဲ့တက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်းအာနီယန်ထုတ်လုပ်တဲ့နေရာတွေမှာတော့အပျက်စီးဆုံးရှုံးတွေအများကြီးဖြစ်နေခဲ့ပြီးလောကကြီးကလည်းခုထက်ထိဓာတ်တွေကိုတည်သေးတာမဟုတ်တာမို့ဒီညတော့ဂရန်နိုညီကိုကဒီကိစ္စတွေကိုတာဝန်ယူပေးရမယ်လို့ပြောတယ်အဲဒီနောက်တော့မာကတ်ကအကုန်လုံးဒီညမှာကဘာကြီးကိုလိန်ထားတဲ့ကိစ္စတွေကိုတယောက်ချင်းစီဖော်ထုတ်ရမှာမို့အမှန်တရားပေါ်လာတာနဲ့အမျှအာနီယန်ရဲ့ရှယ်ယာဈေးတွေကလည်းဒိုင်မင်ထိုးကျသွားလိမ့်မယ်လို့ပြောပါရတယ်။ ဒါကိုကြားတော့ညီဖြစ်တဲ့ GOV ကမားကတ်ကိုကုမ္ပဏီမှနေရာတစ်ခုပေးနိုင်တာမို့သူတို့ဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးကြတာဗောလို့ပြောလာတာနဲ့အစတဲကတိတ်ဆိတ်မရှိတဲ့နိုဝါကဖန်ပလင်းဘူးနဲ့ GOV ရဲ့ပတ်သက်တဲ့ကိုထိုးထည့်လို့အသက်ရှူရက်သွားတဲ့အထိစိုးထားလိုက်တော့တယ်။ဒါကြောင့်ဘေးမှာရှိနေတဲ့လူတွေအားလုံးလည်းလန့်သွားကြတယ်လို့ဒါတွေကိုအပြင်ကနေကျူတန်းလန်းနဲ့ကြည့်နေတဲ့ဂျိုဝီလည်းလန့်သွားပြီးသူ့နေရာကိုသူပြန်ဆင်းလာခဲ့တယ်။ အထဲမှာလည်းခေါင်းဆောင်မာကတ်ကလူတက်လိုက်တဲ့နှူအားကိုစိတ်တူပြီးအင်ကြီးလေဘင်းကိုဆွဲလိုက်တာမို့နှစ်ယောက်သားရန်ဖြစ်ကြတော့မဲ့အခြေအနေကိုရောက်သွားခဲ့တယ်။အပြင်မှာလည်းဂျိုဝီကတန်ရှင်းလုတဲ့ပစ္စည်းနဲ့မှန်မှာအကူညီတောင်းတဲ့စာကိုရေးပြီးမီးရှို့ပြလိုက်တာမို့အောက်ကလူတွေအားလုံးသူ့စာကိုမြင်သွားကြပြီးရဲတွေကလည်းအိုက်တော့မှပါဝင်လာကြတယ်။ဒါကိုစက္ကန့်နဲ့မှကြည့်နေတဲ့မျက်နှာပုံးအဖွဲ့ဝင်ဇီးကသတင်းလှမ်းပို့တာနဲ့နှူအားနဲ့စကားများနေတဲ့ခေါင်းဆောင်လည်းသူတို့စီမှာတစားကန်တွေရှိတယ်ဆိုတဲ့သတင်းကိုရဲတွေစီကိုလှမ်းပြောခိုင်းလိုက်ပြီး နိုအာကိုလည်းတင်းပေးတဲ့လူကိုရှားဆုပ်ပြီးလွတ်လိုက်တယ်။အဲ့ဒီချိန်မှာပဲထွက်ပြေးဖို့ကြံနေတဲ့ဂရန်ကအခွင့်အရေးကိုလက်လွတ်မခံပဲထွက်ပြေးသွားသလိုဂျိုဝီကလည်းသူရှိနေတဲ့ဂရိန်းထက်ကဝက်ဟုလဲကိုယူပြီးစက်ထဲကိုထဲလိုက်တာမို့စက်ပြက်ပြီးတစ်ဖက်ကအောက်ကိုစိုက်ချသွားတော့တယ်။တဖက်မှာလဲဂရန်ထွက်ပြေးသွားတာမို့မာကတ်ကပါလိုက်ဖမ်းနေတော့မိတာနဲ့မှတ်လောက်အောင်ဆွဲထိုးပစ်လိုက်ချိန်မှာပဲနိုအာအထဲကိုဝင်လာပြီးဂရန်ကိုတနက်နက်ချိန်လိုက်တာမို့မာကတ်ကညီဖြစ်သူကိုတတ်ပြီးပြီမို့နှစ်ယောက်စလုံးတော့တတ်လို့မရဘူးလေလို့ပြောတယ် ဒါကိုနိုဟာကဘဒုကားမှာသူတို့စကားကိုနားထောင်မှမဟုတ်ဘူးလို့ပြောပြီးတနတ်ကိုချိန်မြဲချိန်ထားတာမို့မာကတ်ကလည်းသူ့လူသူပိုင်နေဆိုတဲ့အထားနဲ့တနတ်ချဖို့ပြောပြီးရှေ့ကိုတိုးလာတာနဲ့နိုဟာကဂရန်ကိုချိန်ထားတဲ့တနတ်ကိုပြစ်မှတ်ပြောင်းပြီးမာကတ်ကိုပြစ်ထည့်လိုက်တယ်အဲ့ဒီမှာတင်မယ်မာကတ်အဖွဲနဲ့နိုဟာအဖွဲဆိုပြီးနှစ်ဖွဲ့ကွဲသွားပြန်ပြီမာကတ်ကိုတစ္ဆာခံထားပြီးသူ့ကိုတဏ္ဏနဲ့လာချိန်တဲ့လူတိုင်းကိုနိုဟာကတတ်ပစ်လိုက်ပြီးကြံနေခဲ့တဲ့လူတွေကိုလည်းမာကတ်တည်သွားတဲ့ပုံကိုပြပြီးရွေးချယ်ဖို့ပြောလိုက်တယ် ဒါကြောင့်လူတချို့ကတော့မသေးကျင်တာနဲ့နိုအာကိုရွေးချယ်လိုက်ရပြီတချို့ကလည်းသေသွားကြတယ်လို့တယောက်ကဆိုရင်ဂျိုဝီခဲရခဲစစ်ရက်နေရတဲ့ကရိန်ပေါ်မှာပြုတ်ကြလာတာမို့အောက်ဆိုင်ကျနေတဲ့ကွင်းကပိုလို့တောင်ချင်းနေဆိုးလာခဲ့တယ် ဒါပေမဲ့လည်းပြုတ်ကျလာတဲ့လူစီမှာတနတ်ရှိနေတာနဲ့ဂျိုဝီကတနတ်ကိုကောက်ကင်ပြီးချိန်လိုက်တော့သူ့အကူမိုက်ကယ်ဖြစ်နေတာကိုတွေ့လိုက်ရပြီအဲ့ဒီချိန်မှာပဲအခန်းထဲကိုနိုအာဝင်လာတယ်ဒါနဲ့မိုက်ကယ်လည်းမမြင်အောင်ဝင်ပုန်းနေလိုက်ပြီဂျိုဝီကတော့နင်လူတွေကိုလိုက်တက်နေတာပဲလို့ပြောတော့နိုအာကသူ့လမ်းမှာလာရှုပ်တဲ့လူတွေလောက်ပါပဲလို့ပြန်ပြောပြီးမိုက်ကယ်ဒီထဲမှာရှိနေတာကိုသိတာမို့သူ့ကိုမသေးသေးချင်တနတ်ကိုအောက်ကိုချိန်ပြီးပြစ်လိုက်လို့ပြောပြီးဒီကိစ္စတွေကိုခေါင်းခံလိုက်တော့လို့ပြောတယ် ဒါနဲ့ဂျိုဝီလဲသူ့အကူကိုထိမှဆိုတာနဲ့အောက်ကိုတနက်နဲ့ရှောက်ပြရကနေသူ့အကူကြီးတောင်းလို့လာနေတဲ့ရဲတွေကလည်းကမောက်ကမတွေဖြစ်ကုန်ပြီးအောက်ကပြည်သူတွေလည်းရုံးဝင်းဆန်ကတ်တွေဖြစ်ကုန်ကြတယ်အရင်နောက်တော့လူသေးတာတွေရောတစားခံကိုဖမ်းထားတာတွေရောကိုဂျိုဝီလက်ချက်လိုပဲထင်သွားပြီးရဲအဖွဲ့ကဂျိုဝီရဲ့နောက်ကျောင်းရာဇဝင်ကိုစုံစမ်းကြည့်လိုက်တော့စစ်ပြန်တယောက်ဖြစ်နေတာကိုသိလိုက်ရပြီးအန်ရယ်များတာနဲ့ရဟန်းရင်တစည်းကိုလှုပ်ပြီးဂျိုဝီကိုတန်းတန်းနဲ့ချိန်ထားခိုင်းတယ် တဖက်မှာလည်းမျက်နှာဖုံးဖွဲ့ကဒစားကန်တွေရဲ့သူတို့ဒီကုမ္ပဏီနဲ့ပတ်သက်ပြီးလောကကြီးပေါ်လိမ်လာခဲ့တာတွေကိုစိတ်ရှိလက်ရှိနဲ့တိမာဆိုပြီးပြောပြနေတာမို့အဲ့ဒါတွေကိုမှတ်တမ်းယူနေကြတယ်။ဂျိုဝီကလည်းသူကရိန်းပေါ်မှာတည်နေတဲ့သူကသူပြစ်တာမဟုတ်တဲ့အကြောင်းနဲ့အထက်ကဒစားကန်တွေကသူနဲ့မဆိုင်ဘူးဆိုပြီးပြောနေခဲ့ရင်ကနေတည်နေတဲ့လူရဲ့ဖုန်းကိုလှမ်းယူလိုက်တာမို့ဂျိုးကမနိုင်တော့ပဲကရိန်းကပြုတ်ကျသွားပြီး ကာထားတဲ့ဘေးကဟာပါပွင့်သွားတာမို့လူသေးကြီးလက်အောက်ကိုပြုတ်ကျသွားခဲ့တယ်။ဂျိုဝီလည်းမတည်အောင်ဆွဲမိဆွဲရကိုဆွဲထားလိုက်ပြီးရဲစခန်းကိုဖုံးဆက်လို့သူ့ကိုဝိုင်းထားတဲ့ရဲအဖွဲ့ကအကြီးငယ်ဖြစ်တဲ့ဂူးဆိုတဲ့မျိုးသမီးနဲ့ချိတ်ဆက်ခိုင်းတယ်။အဲနောက်တော့စကားပြောကြရာကနေဂျိုဝီတတ်တာမှောက်တာကိုသိသွားကြပြီးဂျိုဝီကိုအောက်ကိုဆင်းကျင်တာမလားလို့မေးတော့ဂျိုဝီကသူ့အကူရှိတာမို့အထဲကိုဝင်သွားကျင်တာပါလို့ပြန်ပြီးဖြေလိုက်တယ်။ တစ်ဖက်မှာလည်းရဲအဖွဲ့ကနိုဟာအကြောင်းကိုစုံလမ်းကြည့်တော့နိုဟာကလူမှုစန့်ကျင်ရေးတမားတယောက်ဖြစ်နေတာကိုသိလိုက်ရပြီ။အဲမှာလည်းနိုဟာကသူ့ရဲ့နှလုံးခုန်လုံးနဲ့တစားကန်တွေရဲ့ခန္ဓာကိုယ်ပေါ်ကဘုံတွေကိုချိတ်ဆက်ထားပြီးသူ့နှလုံးရက်တာနဲ့တစားကန်တွေအလုံးတေကုန်မယ်လို့သူ့စီကိုဖုံးဆက်လာတဲ့အကြီးငယ်ကူကိုပြောလိုက်တယ်။အဲ့ဒါအပြင်ရဲတွေကတနတ်သမား9ယောက်ကိုလည်းကုမ္ပဏီအဆောက်အဦနှားကိုချင်းကပ်ခိုင်းလိုက်တာကိုနိုဟာကတိသွားပြီးသူတို့ထွက်ပြေးချိန်အောင်မြားလိုက်ခင်ပါပဲဘုံကျဲပြီးတက်ပြစ်လိုက်တယ် ဒါကြောင့်အကြီးကဲခုလည်းဘာလို့ရမဲမသိဖြစ်သွားပြီသူ့လူတွေကိုလည်းဝင်ခိုင်းလို့မရတာနဲ့ဂျိုဝီကိုပဲအားကိုးစရာရှိတော့တာမို့အထဲဝင်လို့ရအောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲကွက်တီဆိုသလိုနိုအာကကျိုးတန်းလန်းနဲ့ဖြစ်နေတဲ့ဂျိုဝီစီကိုကျိုးနဲ့ဘုံတလုံးပို့လိုက်တာမို့ဂျိုဝီလည်းတစ်ဖက်ကအကာစီကိုကြောက်ကြောက်နဲ့တွေ့ကပ်ပြီးရှောင်လိုက်ရတယ်။တစ်ဖက်ကအကွယ်ကိုရောက်ရောက်ချင်းမှာပဲဘုံကလည်းချက်ချင်းဆုပ်သလိုထားပေါက်သွားခဲ့တာမို့ဂျိုဝီတယောက်အသက်အနယ်ကနေတီတီကလေးလွတ်သွားခဲ့တယ်။ အဲ့ဒီနောက်တော့ရဟန်းရင်ပေါ်ကလူကဂျိုဝီအထဲကိုဝင်လို့ရအောင်မှန်တကားကို၄၅ချက်လောက်တန်းတန်းနဲ့ပြစ်ပေးသွားခဲ့ပြီးဂျိုဝီကလည်းမှန်ကိုထုလို့ရတဲ့လက်ထဲကပစ္စည်းနဲ့အသေးတွေကိုထုနေခဲ့ရပါတယ်ဒါပေမဲ့လည်းမှန်ကအထူသားဖြစ်နေတာမို့တော်တော်နဲ့မကွဲထွက်တာမို့အထဲကနေမိုက်ကယ်ကနေရိုက်ခွဲပေးလိုက်ပြီးသူ့ညမဂျိုဝီကိုအထဲကိုအမြန်ဆွဲခေါ်လိုက်တယ်ဂျိုဝီလည်းသူ့အကူမိုက်ကယ်ကိုတွေ့တော့မှစိတ်အေးသွားပြီးတယောက်နဲ့တယောက်ပွေဖက်လို့သူနဲ့အချိန်ဆက်လုပ်နေတဲ့အကြီးကဲကူးစီကိုသူ့အထဲကိုရောက်ပြီဆိုတဲ့အကြောင်းသတင်းပို့လိုက်တယ် တစ်ဖက်မှာလည်းနိုအာရဲ့လူကဂျိုဝီဘုံကနေလွတ်ပြီးအထဲကိုရောက်လာပြီဆိုတဲ့အကြောင်းပြောတာနဲ့နိုအာကချက်ချင်းလိုက်ရှာဖို့အမိန်ပေးလိုက်တယ်။ဂျိုဝီနဲ့သူ့အကိုကလည်းသူတို့ဥတီထားတဲ့အဓိကနေရာဖြစ်တဲ့ဆက်အတွင်းပိုင်းကိုနိုအာတို့အတုံးမပြုတ်နိုင်အောင်ပြန်ပြီးပြုပြင်ရမှာမို့အဲ့လိုနေရာတွေမှာကျွမ်းတဲ့သူ့အကိုမိုက်ကယ်ကိုစက်ခန်းထဲရောက်အောင်ခေါ်သွားခဲ့တယ်။ဒါပေမဲ့လည်းလမ်းမှာနိုအာရဲ့လူ၃ယောက်ကအနောက်ကနေလိုက်လာနေတာမို့ဂျိုဝီတို့နှစ်ယောက်လည်းတူလောင်ခန်းထဲကိုဝင်ပုန်းလိုက်ရပြီ။နိုအာရဲ့လူတွေဝင်လာပြီဆိုမှ၃ယောက်၂ယောက်ဝိုင်းတိုက်ရာကနေနိုအာရဲ့လူတွေတူလောင်ခန်းထဲမှာတည်ကုန်ကြတယ် စာခံထဲမှာရှိနေတဲ့ဈေးကလည်းသူတို့ရဲ့လှုပ်ဆောင်မှုတွေကိုလူတွေကအကြမ်းဖက်တယ်ဆိုပြီး comment တွေပေးနေကြတယ်လို့ပြောနေတော့မှာပဲ။လူဟာကဒီကိစ္စပြီးရင်အားလုံးသိရမှာမဟုတ်သူသိရင်လူတွေနောက်ဆုံးကြည့်ရမယ့်ဗီဒီယိုကိုရိုက်ကူးလိုက်တာကြောင့်ဈေးလည်းနင်းတယောက်ပဲအသေးခံဆိုပြီးစာခံထဲကနေထွက်သွားတာနဲ့စောင့်ကြည့်နေတဲ့ Noah ရဲ့လူကတနတ်နဲ့ပြစ်တော်တယ်။အဲ့ဒီချိန်မှာပဲအဲ့လူကိုပါ Joey တို့ကတနတ်နဲ့ပြစ်လိုက်တာမို့ဝင်ရှုံမဲ့နှစ်ယောက်စလုံးမရှိတော့တာနဲ့ Noah တို့လက်ထဲမှာရှိနေတဲ့ file တွေအားလုံးကို Michael ကအကုန်ပြန်ယူလိုက်နိုင်ခဲ့တယ်။ အဲ့ဒီနောက်တော့ဂျိုဝီကသူတို့ဘက်ကကိစ္စပြီးပြီလို့ပြောပြီးသူ့အကူမိုက်ကယ်ကိုဓာတ်လေကားကနေတဆင်ပို့လိုက်မှာမို့သူ့အကူကိုစောင်းရှောက်ပေးဖို့တေချာမှာပြီးသွားခိုင်းလိုက်တယ်။ဒီတော့မှရဲတွေလည်းကုမ္ပဏီအစအဦးထဲကိုဝင်လာပြီးတစားကန်တွေအားလုံးကိုရှာတွေ့သွားသလိုနိုအာကလည်းဂျိုဝီစီကိုဆက်သက်ရေးကရိယာကနေဗမာလဲမေးပြီးအိုက်ညာကိုလိုက်လာခဲ့တော့တယ်။စက္ကန်းထဲမှာတော့ဂျိုဝီကိုတတ်ဖို့နိုအာရဲ့လူတွေအများကြီးလိုက်လာပြီးစစ်ပြန်ဂျိုဝီကိုမရှင်နိုင်တာနဲ့အားလုံးအသက်ထွက်ကုန်ကြတယ် နောက်ဆုံးကြံတော့တဲ့နူအားကတော့ပဒင်းပေါက်ကနေဂျိုဝီကိုကြောပေးပြီးထိုင်နေရင်ကနေသူ့ကိုတတ်ပါလို့ဂျိုဝီကိုပြောတယ်။နူအားသိရင်အစာအုပ်တစ်ခုလုံးရောတစားခံတွေအားလုံးပါဘုံမဝီတိမာကိုတိနေတဲ့ဂျိုဝီကမတတ်တာနဲ့နူအားလည်းသူကဥအောင်စားပြီးတိုက်ခိုက်တော့တယ်။အဲနောက်တော့နှစ်ယောက်သားတိုက်ခိုက်ရင်ကနေဂျိုဝီကအောက်ကိုရောက်သွားပြီးနူအားကအုံမို့လို့တနားနဲ့ချိန်ပြီးသူ့ကိုပြစ်ဖို့ပြောပေမဲ့တိနေတဲ့ဂျိုဝီကမတတ်ဘဲနူအားလက်မှာပတ်ထားတဲ့ချိတ်ဆက်ရေးလက်ပတ်လေးကိုသာရအောင်ယူဖို့ကြိုးစားတော့တယ်။ ဒီလိုနဲ့နှစ်ယောက်သားရုံးဝင်ဆံကဖြစ်အောင်ထပ်တိုက်ခိုက်ကြရတာကနေနိုအာကအောက်ခုပြုတ်ကြတော့မလို့ဖြစ်နေပြီးသူ့ကိုတတ်လို့မရပါဘူးဆိုတဲ့အထားနဲ့ပြုံးနေတာမို့ဂျိုဝီကသူ့လက်မှာရောက်နေတဲ့ချိတ်ဆက်ရေးကိရိယာလေးကိုပြလိုက်တယ်။အဲဒီတော့မှနိုအာလည်းသူ့လက်ကဟာမရှိတော့တာကိုទីလိုက်ရတာမို့လန့်သွားပြီးအဲ့လိုဖြစ်နေတော့မှပဲဂျိုဝီကပြုတ်ကြတော့မဲ့နိုအာကိုခြေထောက်နဲ့ကန်ပစ်လိုက်တော့တယ်။ဒီတော့မှနိုအာလည်းအောက်ခုပြုတ်ကြပြီးတည်သွားသလိုတစားခံတွေအားလုံးကိုလည်းကယ်တင်လိုက်နိုင်ခဲ့ပြီးဂျိုဝီရဲ့အကူမိုက်ကယ်ကလည်းဘေးကင်းနေတာမို့ဂျိုဝီတယောက်ပျော်ရွှင်နေခဲ့တယ်။ အဲ့ဒီနောက်တော့ခြံသားလို့မဖြစ်တဲ့အာနီယန်ကုမ္ပဏီကလူတွေထုတ်ပြောထားတယ်သူတို့ရဲ့လက်စားခဲ့တဲ့အမှန်တရားတွေနဲ့လောကကြီးပေါ်လိန်ညာခဲ့တဲ့အကြောင်းတွေကိုသတင်းကနေအားလုံးသိအောင်ထုတ်လွှင့်လိုက်တော့တယ်အဆုံးထိကြီးစုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်